အလူအတန်းနဲ့ပတ်သက်ပြီးခရိယန်တွေထားရှိရမယ့်စိတ်နေစိတ်ထားကိုနိုဝင်ဘာလ24ရက်ရှင်လူကအခန်းကြီး21ခန်းငယ်1မှ4အထိဖတ်ကြားရမယ်။ယင်ခရစ်တော်ရဲ့သဘောထားကိုသိရှိနိုင်ပါတယ်။ဧဝံဂေလိကျမ်းစာထဲမှာကျွန်တော်တို့ရဲ့သခင်ယေရှုခရစ်တော်ကအလူပေးခြင်းနဲ့ပတ်သက်ပြီးအလွန်အရေးကြီးတဲ့သင်ခန်းစာတစ်ခုကိုပေးနေပါတယ်။ဗိမာန်တော်ဘန်နာတိုက်ထဲမှာ လူတွေကအလူတွေထည့်နေကြပါတယ်။ချမ်းသာကြွယ်ဝတဲ့သူအများပြားကတော့ညပြလှတဲ့ငွေတွေကိုထည့်ဝင်နေကြတာကိုဘီခရစ်တော်တွေ့နေပါတယ်။လူများသတိမပြုံမိလောက်တဲ့ဆင်းရဲနှမ်းပါတဲ့မုတ်ဆိုးမတူဟာလည်းပဲတန်မိုးအလွန်နှဲပါတဲ့ကြေးပြားနှစ်ပြားကိုသာထည့်ဝင်တော့ကိုကိုရောမြင်ပါတယ်။ဒါပေမဲ့လည်းသခင်ခရစ်တော်ကဤမုတ်ဆိုးမဤအလူသည်အခြားသူအလုံးဤအလူထက်ပို၍ကြီးမြတ်တယ်လို့ ကြေညာခဲ့ပါတယ်။အဲကြောင့်ပထမအချက်အနေနဲ့ကျွန်တော်တို့တွေထောက်ရှုရမှာကတော့စစ်မှန်သောရဲရောမှုရဲ့တန်ဖိုးဖြစ်ပါတယ်။ယာသခင်ကကျွန်တော်တို့ပေးလှူတဲ့ပမာဏထက်ဘာစိတ်ထားနဲ့ပေးလှူတာလဲဆိုတာကိုကြည့်မှာဖြစ်ပါတယ်။ချမ်းသာတဲ့သူတွေဟာသူတို့ရဲ့ပူလျံတဲ့ဥစ္စာပစ္စည်းတွေက အချို့ကသာ လူရန်ကြတဲ့အတွက်ကြောင့်သူတို့အတွက်ကြီးမားတဲ့စွန့်လွတ်စွန့်စားခြင်းမဟုတ်ပါဘူး။ ဒါပေမဲ့လည်းမုတ်ဆူးမအတွက်ကတော့သူ့မှာရှိတဲ့အရာလေးတက်မွေးရမယ့်အရာလေးကိုပြီးလူခဲ့တာဖြစ်ပါတယ်။သူမရဲ့လောရဟာဘုရားသခင်အပေါ်မှာအကျွမ်းမဲ့ယုံကြည်ခြင်းနဲ့ချစ်ခြင်းမေတ္တာရဲ့ပြယုတ်တစ်ခုဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ရယောမှုဟာကျွန်တော်ရဲ့ဆွန်လော့အနစ်နာခံမှုဖြင့်တိုင်းတာရမယ်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုဓမ္မအချက်အနေနဲ့ဟောရှုကြတာပါ။ဒုတိယတစ်ချက်အနေနဲ့ ဘုရားသခင်အပေါ်မှာအကျဉ့်မဲ့ကူစားခြင်းမောဆူမတရားဟာသူမရဲ့အသက်မွေးဝမ်းကြောင်းပြုစရာတဲကရလာတဲ့ဝမ်းစာအလုံးကိုပေးခြင်းဖြစ်ပါတယ်ဘုရားသခင်ရဲ့ပြင်ဆင်ပေးမှုအပေါ်လုံးဝပုံအပ်ပြီးတော့လှူဒန်းခဲ့တာဖြစ်ပါတယ်သူမဟာမနဲ့ပြန်အတွက်ဘယ်လိုစားတော့ရမလဲဆိုတာကိုစိုးရိမ်မနေပဲဘုရားသခင်ကိုအရာအလုံးထက် ပို့ပြီးတော့တန်မိုးထားတဲ့အကြောင်းကို ြသခဲ့တာဖြစ်ပါတယ်။ဒီဖြစ်ပျက်မှာလည်းကျွန်တော်တို့အတွက်သူ့ယူစရာနမူနာတစ်ခုဖြစ်ပါတယ်။တတိယအချက်အနေနဲ့နှိမ့်ချသောအလုံးများသူမုဆူမရဲ့အလူဟာလူရည်ရဲ့မျက်စိမှာသိင်းရယ်တမမမရှိဘူးလို့ထင်ရပေမဲ့ဘုရားသခင်ရဲ့ရှင်းမြတ်မှောက်မှာတော့ကြီးမြတ်လာပါတယ်။လူအများမသိနိုင်တဲ့အရာတွေတတိမထားမိတဲ့ကျွန်တော်တို့ရဲ့နှိမ့်ချမှုတွေ ိတ်တိတ်ဆိတ်ဆိတ်နဲ့တရားတရားယူတဲ့ကန်ဆိုင်မှုတွေကောင်းမှုကုသိုလ်တွေဟာဘုရားသခင်ရဲ့မျက်မှောက်ဘုရားသခင်ရဲ့အမြင်မှာအလွန်တန်ဖိုးရှိတယ်ဆိုတာကိုထောက်ရှုရတာဖြစ်ပါတယ်။နောက်ထပ်တစ်ချက်အနေနဲ့စွန့်လွတ်ခြင်းအရေးပါမှုကျွန်တော်တို့ဟာအားနည်းနေခြင်းသို့မဟုတ်ပိုင်ဆိုင်မှုတွေနှဲပါနေခြင်းမှာကျွန်တော်တို့ရဲ့အချိန်ကျွန်တော်တို့ရဲ့ခွန်အားပစ္စည်းဥစ္စာတွေကို ရရောတဲ့နှလုံးသားဖြင့်ပြေးလူမယ်ဆိုရင်ထိုလူဟာညာပြားစွာသော အလူတွေထက်ပုံမူပြီးတန်မှုရှိတဲ့ပူဇော်တက္ကာဖြစ်လာပါမယ်ဆိုတော့ထောက်ရှုကြရတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီနေ့ထောက်ရှုကြရမှာကကျွန်တော်တို့ရဲ့နှလုံးသားထဲမှာဘလို့စိတ်နေစိတ်ထားမျိုးနဲ့လူတန်းနေတယ်လဲဆိုတာကိုဆင်ခြင်နိုင်ပါတယ်။ကျွန်တော်တို့ဟာဘုရားသခင်အတွက် ဆင်းရဲသားတွေအတွက်ဒုက္ခရောက်နေတဲ့သူတွေအတွက်လူတန်းတဲ့အခါမှာပေးကမ်းတဲ့အခါမှာမိမိမှာပူရှံတဲ့အရာတွေတက်ကသာပေးကမ်းနေသလားလူတန်းနေသလားသို့မဟုတ်ကျွန်တို့ရဲ့ဝိုင်းရီကိုအထိခိုက်ခံပြီးတော့ကျွန်တို့ရဲ့ပစ္စည်းဥစ္စာတွေကိုအထိခိုက်ခံနေပြီးတော့စွန့်ကျင်နေသလားလူတန်းနေသလားဆိုတာကိုထောက်ရှုကြရပါမယ်ယနေ့ကြားနာရမယ့်ဧဝံဂေလိကျမ်းစာတော်မှာပါတဲ့အတိုင်းပဲ ဗမုတ်ဆုမရဲ့ပုံသက်တဲ့အတိုင်းကြီးမားတဲ့ယုံကြည်ခြင်းနဲ့ထက်သန်သောတရားတရားတွေနဲ့လူတန်းနိုင်မှုပြီးကန်းနိုင်မှုစူးစမ်းရမယ်ဆိုတာကိုထောက်ရှုပြီးတော့ကျွန်တော်တို့ခရိယန်တွေဟာပူနေတာကိုလူတာမဟုတ်ဖက်နဲ့လူအပ်နေတာကိုပြီးကန်းခြင်းဒီစိတ်နဲ့စိတ်ထားကိုထားရှိလျက်ခင်ခရစ်တော်ရဲ့တိုက်တွန်းမှုနဲ့အတူလောကကြီးမှာ 渐渐，多加放松。